ကွန်မန်တာရီယိုစပိုင်တိတ်မှာဒီတစ်ခါအသိချင်းမိုင်မျိုးဟောင်းထဲမှာရှိတဲ့ဖရားလေးစုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ကဲဒီ blog လေးကချာ dot ချင်းမိုင်မျိုးဟောင်းထဲမှာပဲဖရားတွေဖူးရင်းနဲ့ပဲဖြစ်ဖြစ်အဲ့လိုမျိုးဖရားတမိုင်ကြောင့်နေစိတ်ဝင်စားရတဲ့လူငယ်တွေပဲဖြစ်ဖြစ်ပေါ့နော်။အဲ့လိုမျိုးအဲလေးလာချင်းတဲ့သူတွေအတွက်ယူရပါတယ်။ကဲဒါဆိုရင်အသိနဲ့အတူတူသွားပြီးတော့ဖရားတွေကိုဖူးလိုက်ကြရအောင်။ပထမဆုံးနဲ့တော့အသိမိတ်ဆက်ပေးချင်တဲ့ဖရားကြတော့ဒါကတော့ဝက်ချင်းမန်လို့ခေါ်ပါတယ်။ကဲဒါဆိုရင်အသိနဲ့အတူသွားပြီးတော့ဖရားဖူးလိုက်ကြရအောင်နော်။ Let's go ။ ကယ်ဒီဝက်ချင်းမန်ဆိုတဲ့ဘုရားကြီးတော့မန်ရိုင်ပြည်ကနေပြီးတော့1298ခုနှစ်မှာစပြီးတော့တည်ဆောက်ခဲ့ရတဲ့အဲဘုရားကြီးပဲဖြစ်ပါတယ်။ကဲဒီဘုရားကကြတော့ချင်းမိုင်ရဲ့မြို့ဟောင်းထဲမှာရှိတဲ့ဘုရားကြီးတွေမှာပထမဦးဆုံးတည်ခဲ့တဲ့ဘုရားပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တိတ်နေတူသွားပြီးတော့ကြည်လိုက်ကြရအောင်နော်။ဒီနောက်ကတော့ဒါကတော့သူတို့အဲဟိုပါဘောနော်ဆင်အဲစင်ပုံတံပါဝင်ထားတဲ့စေတီရှိတယ်ဒီမှာကျတော့ဒါ temple ပေါ့နော်ဒီဘုရားအကြောင်းဆောင်ကြီးရှိပါတယ်ကြည့်ဒါဆိုရင်တနေ့တော့တွေ့ပြီးတော့ကြည့်လိုက်ကြရအောင် ကဲတရားတော့ဘုံမက်လေးလည်းရှိပါတယ်အပေါ်တော့တက်လို့မရဘူးပေါ့နော်တကယ်ဒါကတော့မန်ရိုင်းပြီးရင်တိဆောက်ခဲ့တယ်အဲဝက်ချင်းမန်စီတီပထိုးကြီးပဲဖြစ်ပါတယ်ကဲဒါဆိုရင်အဲ့တော့ဒီဝက်ချင်းမန်မှာရှိတယ်ဖះเจ้าဆောင်ရင်ကိုသွားပြီးတော့ဖူလိုက်ကြရအောင်နော်ကဲသွားလိုက်အောင် let's go အသိန်းတို့အခုမြင်တွေ့နေရတဲ့ចောင်းဆောင်ကြီးကတော့ဝက်ချင်းမန်ဘုရားចောင်းဆောင်ကြီးပဲဖြစ်ပါတယ်။ဒီဘုရားចောင်းဆောင်ကြီးတစ်ခုလုံးကိုနေရစေးပကြီပေါင်းစုံနဲ့အသိန်းတို့ဒီမှာစီချက်ထားတာကိုမြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။အသိန်းတို့အခုဖူးတွေ့နေရတဲ့မြတ်စွာဘုရားကတော့ဝက်ချင်းမန်ဘုရားចောင်းဆောင်ထဲမှာတရင်သုံးဆံပယ်တော်မူနေတဲ့မြတ်စွာဘုရားပဲဖြစ်ပါတယ်။ကဲဒါတော့ဝက်ချင်းမန်ဘုရားចောင်းဆောင်ထဲမှာပူဇော်ထားရှိတဲ့အဲဗုဒ္ဓဆင်းလူတော်တွေပဲဖြစ်ပါတယ်။တကယ်ဥမာကိုကြီးညိုစရာတပည့်စရာအရင်ကောင်းပါတယ်နော်။ ဲဒါဆိုအတိုင်းလို့သွားပြီးတော့နောက်ထပ်ဖရားတဆူကိုသွားလိုက်ကြရအောင် let's go ကဲအတိုင်းဒုတိယမြောက်ရောက်ရှိတဲ့နေရာကျတော့ဝက်ချစ်တီလုံဆိုတဲ့ဖရားပဲဖြစ်ပါတယ်ကဲဒီဖရားကျတော့ချင်းမိုင်မှာအဲဒီချင်းမိုင်မြို့ဟောင်းထဲမှာရှိတဲ့ဖရားတွေထဲမှာအတူတဲ့အကြီးမားဆုံးနဲ့အသက်ပဲဆုံးဖရားတစုပဲဖြစ်ပါတယ်ကဲဒါဆိုအတိုင်းတွေသွားပြီးတော့ဒီပထိုးတော်တွေကိုသွားပြီးတော့ဂျီရှူလေးလာပြီးတော့သွားပြီးတော့ကုလိုက်ကြရအောင်နော် let's go ဲဒါကတော့ Wet City လုံဖျားဝင်းထဲမှာရှိတယ်နာမည်ကျော် Blue Mingy ပဲဖြစ်ပါတယ်ကဲဒီ blue mingy စီမှာ suit down နဲ့ဆိုရင်လည်းတကယ်ကိုပြစ်ပါရဲအသိန်းနောင်မှာဒါအသိန်း suit down ထားတဲ့ဟာပြည့်ရတဲ့ကြောင့်မို့လို့အဲအသိန်းဒီ blue mingy စီမှာလာပြီးတော့အဲ AA လာကတ်တာပဲဖြစ်ပါရဲအဲဒီမှာတော့လေဒီ net တွေမှာ rules တခုရှိတယ်ဘာလဲဆိုတော့တို့ကအနီအောင်အရန်ကြိုက်ပါတယ်အဲဒီအတွက်ကြောင့်မို့လို့အာ pan အနီအဲ A ဆိုရင်လည်းဒီလိုမျိုး fanta red တို့အဲ့လိုမျိုး sting တို့အဲ့လိုအနီအောင်အရန်ကြိုက်ပါတယ်အဲအဲဒီအတွက်ကြောင့်မို့လို့အဲတကယ်လို့ဒီမှာလာ suit down ပြီးတော့ suit down ောင်းပြည့်ရဆိုရင်ဒီမှာအာလာပြီးတော့ဒိတ်ထိုင်ပြီးတော့ပြန်ကတ်ရတာပေါ့နော်အဲနောက်တစ်ခုလည်းရှိသေးတယ်နော်နောက်ပြီးတော့ဒီမှာဆလိတ်တွေလည်းရှိရဲဆလိတ်ကကြတော့လေအဲတဲ့နုအာမြန်မာနိုင်ငံနဲ့တည်းလို့မျိုးအဲလို secret တောက်တာမဟုတ်ဘူးသူဒီဘက်ကကြတော့ကတ်ရတာကြတော့သူတို့ဟို impact လေးနဲ့လိတ်ထားရတယ်ဖိုက်ရလေးနဲ့လိတ်ထားရတယ်အဲ net တွေတည်တန့်ထုတ်တယ်ဆလိတ်ကိုပဲဒီမှာကတ်ခွင့်ရှိရပါအဲဒါလေးကလည်းအဲဒီဘက်မှာအာမြန်မာနိုင်ငံနဲ့နည်းနည်းလေးခွဲပြားတဲ့ culture လေးတစ်ခုပါပဲနော်ကြတာဆိုတဲ့နုသွားပြီးတော့ကတ်လိုက်ချရအောင် ကိုကတကယ်လို့ဒီ Blue Minji စီမှာဒိဋ္ဌံစုတောင်းခဲ့ပြီးတော့ဒီဒိဋ္ဌံကလက်တွေ့ဘဝမှာအောင်မြင်ခဲ့ရဆိုရင်ဒီ Blue Minji စီမှာပြန်လဲဥခတ်ရပါတယ်เนาะတကယ်လို့ကိုကဝက်ချစ်တီလုံးဖျားဝင်တဲ့ကိုလာပစ်တဲ့ဆိုရင်ဒီ Blue Minji စီမှာလဲလာပြီးတော့ဥခတ်လို့ရပါတယ်လို့အသိဉာဏ်ညွှန်ချင်ပါတယ်เนาะကဲဒီ Blue Minji ရဲ့တက်ဆက်ထဲမှာမရှိတဲ့နေရာကျတော့ဒါချင်းမိုင်ရဲ့ပနတ်ကြီးပါပဲကဲဒီပနတ်ကြီးကကျတော့ဒီချင်းမိုင်မျိုးတီးတဲ့အချိန်မှာအဲမန်ယံပြည်ကနေပြီးတော့အဲဆောက်လုပ်ခဲ့တဲ့ပန်းနှံရိုက်ခဲ့တဲ့နေရာပဲဖြစ်ပါတယ် ကဒီနောက်မှာဒီအပင်ကြီးပဲရှိရကွယ်ဒီသမိုင်းဝင်အပင်ကြီးလည်းရှိတယ်အဲဒီရာကျတော့ဘာလို့ပြောမလဲဒီအတွင်းထဲကိုတော့အဲ main ကလေးတွေဝင်လို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့တို့ရာသီသွေးလာတဲ့အတွက်ကြောင့်မို့လို့အဲဒီမှာအမျိုးသမီးတွေကတော့ဒီအဲဒီပရဝုံကြီးတွေကိုတော့ဝင်လို့တော့မရဘူးပေါ့နော်ဒီအတွင်းမှာတော့ဖျားတဆူရှိပါတယ်ကဲဒါဆိုရင်တိုင်းတဲ့လူဆက်ပြီးတော့ဒီနောက်ကဇေဒီကြီးစီကိုတိုင်းတို့သွားကြည့်လိုက်ကြရအောင် let's go ကဲဒီပထိုးတော်ကြီးရဲ့တမိုင်းချောင်းကတော့အသိန်းဖက်ကြီးတလောက်ကဆိုရင်တော့ဒီဘီရင်မင်းမြတ်ကြီးဆံမြောင်းမဆိုတာရှိပါတယ်။အဲ့ဘီရင်မင်းမြတ်ကြီးရဲ့ဖခမီးတော်ကစုံမသွားတဲ့နှစ်ရာဆံသွားတဲ့အတွက်ကြောင့်မို့လို့အဲသူ့ရေကိုအဲဒီအယိုးပြောက်ပေါ့နော်။အဲ့ဖခမီးတော်ကြီးရဲ့အယိုးပြောက်ကိုအဲဒီမှာထပ်ပနာပြီးတော့ဒီနောက်ကထမ်ပယ်ယူတိဆောက်ခဲ့တာပါအဲသူကဘယ်လိုမျိုးလဲဆို14ရာစုမှာသူစပြီးတော့တိဆောက်ခဲ့တယ်10နှစ်ကြာခဲ့တယ်အဲ့ဒါအောင်မှာမပြီးမြောက် ခင်မှာပဲဘီဘယင်မင်းမြတ်ဆံမြောင်းမကအာနိုင်ဝါဆံသွားတယ်ပေါ့နော်ပြန်လွန်တော်မူသွားတဲ့အတွက်ကြောင့်မို့လို့အာဒီတိုင်းမဲ့ရှိနေပါပေါ့နော်ပုံမှန်ဆုံးတော့ဒီရာကဒါငလင်းမလုတ်ခင်ရတော့ဒီရာကဒီအလနာလူမျိုးစုတွေကြားထဲမှာဒါကြီးကအမြင်ဆုံးနဲ့တူတဲ့အကြီးမားဆုံးသောဖရားပဲဖြစ်ပါတယ်အသိန်းတော့ဒါဟိုဗီဗကန်လေအသိန်းတော့ဗကန်ထက်တော့နှစ်ပေါင်း၄၀၀ကျော်လောက်နောက်ကျပါတယ်ကြည့်ဒါဆိုအသိန်းနဲ့တူလို့ဆက်ပြီးတော့ဒီဖရားမပါရရှိသေးတယ်လက်ဆိုတော့ပြီးတော့ကြည့်လိုက်ရအောင် အသိန်းတော်လေးဒီမန်းရိုင်းဘရင်ရဲ့အလိုတမှုထူးခြားတဲ့အရာကြတော့ तू ကအဲ့လိုမဖျားတစ်ခုကိုတီးရဲဆိုရင်ဒီပုံမှာဖျားတစ်စုပါအဲဟိုဖျားရဲ့အမြင့်ပေမှာရှိပါတယ်ပြီးရင်တော့အဲဒီမှာအစင်နေရနေပြီးတော့ဝင်းရံပြီးတော့ဖျားကိုအဲ့လိုမျိုးတီးထားတဲ့ပုံစံပေါ့နော်ပြီးရင်တော့ဒီလိုလေကားတွေရဲ့အဆုံးမှာဆိုတော့အဲ့လိုမျိုးဘယ်နဂါးတွေပေါ့နော်အနဂါးတွေဝင်ရံပြီးတော့စင်နေဝင်ရံပြီးတော့မဖျားအောင်တည်တာများပါတယ်ဒီလန်နာဘရင်အားပေါ့နော်ခေတ္တဆိုတဲ့အသိန်းကိုဆက်ပြီးတော့ အဲကြည့်လိုက်ကြရအောင်ဆိုလေအတိုင်းတို့မြန်မာနိုင်ငံနဲ့မတူတဲ့ရည်စင်းမှုတစ်ခုလည်းရှိပါတယ်အဲ့ဒါဘာလဲဆိုတော့လေဖျားကြောင်းဆောင်နေနဲ့ဖုံကြီးကြောင်းနေနဲ့ဟာဒီမှာတွဲရရှိတာပါအတိုင်းတို့မြန်မာနိုင်ငံမှာကျတော့ဟိုဖျားတွေကဥပမာရွှေတကုံတို့နောက်ပြီးတော့အဲ့လိုမျိုးမဟာမြမှုတွေဖျားတွေကကြာတော့သူကအဲဘယ်လိုပြောမလဲဖျားကြောင်းနေရတတ်တတ်အဲ့လိုဖုံးကြောင်နေရဘေးမှာဝင်ရထားတယ်။သူကကြောက်လို့မဟုတ်ဘူး။ဖះကြောင်ဆောင်နေထဲမှာဘယ်တူနောက်မှာဖုံးကြောင်နေရဒီမှာတရင်တော့နဲ့ဖုံးကြောင်နေပေါ့နော်။ အဲ့မှာဟိုတခါတယ်အဲစာတင်သားတွေရှိပါတယ်ကဲအဲ့ဒီအတွက်ကြောင့်မို့လို့အဲနည်းနည်းလေးမြန်မာနိုင်ငံနဲ့ထိုင်းနဲ့ရေးစမှုလေးအဲ့လိုမျိုး different လေးဖြစ်နေတဲ့အရာလေးပေါ့နော်အဲ့လိုလေးရှိပါတယ်ဟောဒီနောက်မှာရှိတယ်ဖခင်เจ้าဆောင်ကြီးစီကိုတိတ်နေသွားပြီးတော့ဖူလိုက်ကြရအောင်နော်โอเคသွားလိုက်အောင် let's go ဒါကတော့ wet city လုံးဘုရားကျောင်းဆောင်ထဲမှာရှိတယ်ဗုဒ္ဓမြတ်စွာဘုရားပဲဖြစ်ပါတယ်အဲဒီမှာလည်းတကယ်ဟိုမဟိုဒုတဲ့ရှိမှပြီးတော့တကယ်ဟိုတပ်ပယ်တဲ့ဘုရားကြီးပဲဖြစ်ပါတယ်ဒီကျောင်းဆောင်ကြီးကလည်းဒါချင်းမှန်မြို့မှာဆိုရင်အကြီးဆုံးနဲ့ဒုတဲ့အကြီးမားဆုံးအဲလက်ရမြောက်ဆုံးအဲ temple ကြီးတစ်ခုပဲဖြစ်ပါတယ် တော့လေဒီမှာထိုင်းနဲ့မြန်မာနဲ့ကွဲပြားတဲ့အရာတွေတခုရှိပါတယ်အသိဉာဏ်ဒီနောက်မှမြင်နေရတဲ့ဖရားပေါ့နော်အဲဖရားကြီးဆိုရင်ဒါကအဲတမိုးဖြတ်မရအောင်သူတို့နိုင်ငံမှာဆိုရင်အဲ့လိုပုံစံမျိုးအနေထားရဆိုရင်သူကဒီမှာရွှေဆိုင်ကက်ခွေမရှိဘူးပိုးမြော့ခွေမရှိတယ်အဲတကယ်လို့ရွှေဆိုင်ကက်ချင်တယ်ဆိုရင်အသိဉာဏ်ဒီဘက်မှာရှိတယ်ဖရားစုတွေရှိပါတယ်အဲ့မှာအသိဉာဏ်မြန်မာနိုင်ငံကဂျိုပြေနံပြေလိုပဲဂျိုပြေနံပြေကကြတော့အသိဉာဏ်ရေလောင်းပြီးတော့လေအဲ့လိုဆူတောင်းကြရတာဒီမှာကြတော့သူတို့ကအဲဒီမှာနေနံလေးရှိတယ်ကိုမွေးနေနံလေးတွေမှာတော့ပြီးတော့ဒီမှာရွှေ ဆိုင်ကတ်လို့ရတယ်ဒီမှာအလူကံမုံထဲဒီမှာရွှေဆိုင်ယူပြီးတော့ဒီမှာကတ်လို့ရပါတယ်เนาะအဲ့လိုလေတော့ကွယ်ပြားချာနာကြလေးရှိပါတယ်ကြည့်ဒါဆိုရင်တိတ်နှုတ်သွားပြီးတော့တခြားဖရားတွေကိုသွားပြီးတော့ဖူလိုက်ကြရအောင်เนาะ ကဲဒါကတော့အသိတတရားမြောက်ရောက်တယ်ဖရားပဲဖြစ်ပါတယ်ဖရားရဲ့နာမည်အားကြတော့ Wetprasin လို့ခေါ်ပါတယ်သူကလည်း Wetchity လုံနေအဲ3မိနစ်လောက်လာလိုက်တာနဲ့ဆိုရင်ဒီမှာရောက်ပါတယ်ပေါ့နော်အာချစ်ကျင်လာမယ်ဆိုရင်နော်ကုန်းချောင်းလာမယ်ဆိုရင်အဲအသိထင်တယ်7မိနစ်လောက်ပဲရှောက်ရပါတယ်နည်းနည်းလေးပဲပဲနော်ကဲဒါဆိုရင်အသိတို့သွားပြီးတော့ဒီဖရားရဲ့တမိုင်းချောင်းတွေသွားပြီးတော့ကြည့်လိုက်ကြရအောင် အသိရဒီနောက်မှာရှိနေတဲ့ CD ကိုတော့1345ခုနှစ်မှာမန်ရန်ပြည်ရဲ့ပစ္စမမြောက်ဘရင်ကနေပြီးတော့သူဖာကမီတော့ဆုံးမသွားတဲ့နိုင်ရဆန်သွားတဲ့အတွက်အဲသူကဒီလိုရိုးပြကိုယူပြီးတော့ဒီနောက်က CD မှာတည်ခဲ့တာပဲဖြစ်ပါတယ်။တမိုင်းကြောင်တစ်ခုလည်းရှိသေးတယ်ကွယ်။အဲ့ဒါဘာဆိုတော့1858ကနေပြီးတော့1894ခုနှစ်အတွင်းမှာကိုရီးယားမြန်မာတွေကဒီစစ်မှတ်မျိုးကိုတင်ပိုက်ခဲ့ပါတယ်။အဲ့ဒီမှာသူတို့ရဲ့ဒီနောက်ကဖျားတွေကိုမြန်မာတွေကဖျက်ဆီးခဲ့တယ်ပေါ့ကွယ်။ အဲ့လိုတမိုင်းဆောင်နေထောက်ထားရည်ရှိပါတယ်။ဘာလို့လဲဆိုတော့အဓိကဖြက်စီးတာကတော့အသိဉာဏ်မြန်မာတွေကဘယ်လိုဖြစ်လဲဆိုတော့အိုက်ခက်ကကျတော့ဘယင်းစနစ်တွေရှိဆိုတဲ့ခက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဘယင်းတွေကိုအဲသူကတော်လန်နဲ့အတွက်ကြောင့်မလို့အဲဖျားတွေကိုဖြက်စီးတာမဟုတ်ဘူးကွာ။ဒီလားဖျားတွေကိုမြုပ်နှံထားတဲ့အဲဘယင်းရဲ့အယုတ်ပြာဝူတွေကိုသူကဖြက်စီးကြတာကွာဒီလား။အဲ့လိုပုံစံမျိုးတွေရှိပါတယ်။အဲကြောင့်မလို့အသိဉာဏ်အယုတ်တရားမှာဖျားတွေဖြက်စီးကြတယ်ဆိုတာတကယ်တမ်းဖျားတွေကိုဖြက်စီးတာမဟုတ်ဘူး။ဒီတိုင်းမှာတဲတဲ့ဟာတွေကကျတော့အဲသူတို့ဘယင်းတွေရဲ့အယုတ်ပြာဝူတွေကိုအဲဒီမှာထပ်ပနာပြီးတော့စီတီတဲတဲ့အတွက်ကြောင့်မလို့မြန်မာတွေကပေါ့နော်။အဲ့လိုမျိုး ဖြည့်ဆည်းပြီးတော့အနိုင်ယူတင်ပိုက်ကြရဲဆိုတော့အဲဂုံဘုတ်ကိုပြကြပါကဲအဲ့လိုမျိုးလေးရှိပါတယ်တမိုင်းချောင်းလေးတွေကတော့အဲ့တော့အတင်းတော့ဝက်ဖရာဆင်ကျောင်းဆောင်ထဲမှာရှိတယ်ဗုဒ္ဓမြတ်စွာဘုရားပဲဖြစ်ပါတယ်တကယ်ဥမာဦးကြည်ညိုတပ်ပဲဆရာအရန်ကိုခေါ်ပါတယ်ကဲဒါဆိုအတင်းတော့နောက်ထပ်ဘုရားတဆူကို ထပ်ပြီးတော့တွားလိုက်ကြရအောင်နော် ကဲဒါကတော့အသိန်းတို့နောက်ဆုံးဘိတ်ချင်းမမျိုးဟောင်းနဲ့ပါပဲရှိတယ်ဖရားလေးစုတွေကမှနောက်ဆုံးတစုဖြစ်တဲ့ wet look molly ဆိုတဲ့ဖရားကိုအသိန်းရောက်ရှိနေရပဲဖြစ်ပါတယ်ကဲဒီဖရားကိုတော့ဒီ man rain ဘယင်မင်းဆက်ရဲ့စတ္ထမမြောက်ဘယင်ကနေပြီးတော့ဒီဖရားကိုတီးခဲ့တာပဲဖြစ်ပါတယ် ကဲဒီဖျားကြီးကိုတည်ခဲ့တယ်ခုနှစ်တက်ကရက်ကတော့သူတို့စောက်တီထဲမှာပြဋ္ဌာန်းထားမျိုးတော့မရှိဘူးဒါပေမဲ့သူတို့ရဲ့ရည်ရွယ်ချက်လေးကတော့အရင်ကောင်းပါတယ်ဘာလို့လဲဆိုတော့ဗုဒ္ဓဘာသာပြန်ပွားဖို့အတွက်အသိန်းတို့မြန်မာနိုင်ငံမှာရှိတဲ့အဲဖုံးတော်ကြီးတွေကိုဒီမှာပြန်ဆောင်လာပြီးတော့ဒီမှာတရင်တုံခိုင်းပြီးတော့ဗုဒ္ဓဘာသာပြန်ပွားအောင်အာစောင့်ကြည့်ခဲ့တဲ့နေရာကြီးတစ်ခုပဲဖြစ်ပါတယ်ကဲဒါဆိုသိန်းတို့သွားပြီးတော့ကြည့်လိုက်ကြရအောင်နော် let's go yeah. ီဖရားကြီးအကြတော့ချင်းမှန်မျိုးอ่ะဖရားသုံးစုဒီမှာဘာလို့ကြွယ်ပြခြားနာနေလဲဆိုတော့ तू อ่ะဒီကျွန်းနိုင်နေနေပေါ့เนาะအကုန်လုံးကိုကျွန်းတသားနေနေပဲစောက်လုပ်ထားတယ်အဲနောက်ဆုံးဖြစ်တည်လက်ကျန်ရှိခဲ့တဲ့အဲသမိုင်းဝင်နေရာကြီးတစ်ခုဖြစ်ပါတယ်။ကြတော့အသိန်းတို့တကယ်လို့ချင်းမိုင်မှာလာလဲဆိုရင်လေဒီ well look money ဆိုရဲဖရားကိုလည်းလာခဲ့ဖို့မမေ့ပါနဲ့နော်။ကြတာဆိုအသိန်းတို့ဆက်ပြီးတော့ဒီဖရားဝင်နောက်ထပ်မှရှိတယ်။အဲဖရားတွေကိုတွတ်ပြီးတော့အသိန်းတို့ပူလိုက်ကြရအောင်။ Okay တွတ်လိုက်အောင် let's go ။ လေဒီဝက်လော့မိုလီကကျတော့အသိန်းတို့ဟိုပကံခစ်ကအဲ့လိုလက်ရပုံစံမျိုးတွေအဲစင်တဲ့အောင်ရှိရပေါ့နော်အားလုံးဒီချဲမှတ်မျိုးမှာရှိတယ်ဖရာအစုတွေအားလုံးထဲမှာမှာဒီဖရာတွေကကျတော့အသိန်းတို့မသိရင်ပကံပြီးကိုပြောင်းသွားသလိုခံစားပါရတယ်ကဲဒါဆိုရင်အသိန်းတို့ဒီနောက်ကထပ်ပါယူသွားကြည့်လိုက်ကြရအောင် ဒီစီဒီမှာတော့ဘီအမကြီးဝစ်စုတီသေးဝီရဲ့အယိုးပြအိုးကိုဌာပနာပြီးတော့တိဆောက်ခဲ့တယ်လို့လည်းသိန်းတို့အဆိုရှိခဲ့ပါတယ်။နောက်ပြီးဒီတိုင်းနေနယ်ဆိုင်ရလေးတွေကိုချိတ်ဆွဲပြီးတော့လည်းဒီမှာဆူတောင်းလို့ရပါတယ်နော်။အဲဒါမို့လို့ဝက်လုတ်မိုလီဖျားအိုးလာဖို့တဲ့ဆိုရင်ဒီနေရာလေးကိုလည်းဝင်ပြီးတော့ဆူတောင်းလို့ရပါတယ်လို့အသိန်းကညွှန်ကြားပါတယ်နော်။ ဒီနေ့အသိမ်းသွားခဲ့တဲ့ပထမတဆူကကျတော့ Watchman ဖြစ်ပါဗျာဒုတိယတဆူကကျတော့ Watch City လုံးတတိယတဆူက Web Prasin နောက်ထပ်ဒီစရုပ်ထားမြောင်းတဆူကကျတော့ Web Lookmoli ဆိုတဲ့ဖြစ်ပါတယ်ပဲဖြစ်ပါတယ်ကဲဒါဆိုရင်တကယ်လို့ကိုကချင်းမိုင်မှာလာလေတဲ့ဆိုရင်မျိုးဟောင်းတဲ့ဖြားတွေကိုဖူးကျင်နေဆိုရင်ဒီလေးစုကတော့လုံးဝနမဲကြီးအဖျားလေးစုပဲဖြစ်ပါတယ်အဲ့တော့ရောက်ဖြစ်အောင်ရသွားကြပါလို့အသိကညွှန်းချင်ပါတယ်เนาะအဲအချိန်ကကျတော့အသိတော့နေတစ်ပိုင်းလောက်ပဲအဲသုံးနေဆိုအဆင်ပြေတယ်ဘယ်လို plan ချရင်ကောင်းမလဲဆိုရင်ပထမဆုံးမနက်ခင်းလေးကိုအသိ င်းတို့လိုပဲလိုပဲအဲချက်မှတ်မျိုးဟောင်းထဲမှာရှိရဖရားတွေကိုဖူလိုက်ပြီးရင်နေလက်စားစားလိုက်စားပြီးရင်တော့အသိန်းတို့ dry suit တက်ဖြစ်ဖြစ်အဲ့လိုမျိုးတောင်းဖို့တိုက်တက်လိုက်အပြန်ကြရင်ချက်မှတ် university ရဲ့ကိုလေအဲ့ဒါဆိုရင်အဲအရန်ကိုတန်ဖို့ရှိတယ်အဲ triple တရက်ဖြစ်မှာလို့အသိန်းအရတော့မျှော်လင့်ပါတယ်ကဲဒါဆိုရင်ကြည့်ပကြသူတယောက်ချစ်စီတိုင်းကိုကျေးဇူးအများကြီးပဲတင်ပါတယ်ကဲတကယ်လို့ကိုကချက်မှတ်လာလေတယ်ဆိုရင်ဒီဖရားတွေကိုလည်းသွားပြီးတော့ဖုံမြှော်ချပါလို့အသိန်းကညွှန်ချင်ပါတယ်နော်ကဲအားလုံးပဲနောက်ဘလော့ရေးချက်မှတ်ပဲပြန်တွေ့ပါမယ်အားလုံးပဲတတ်တာ